UAB with you on your journey of life ရန်ကုန်မြို့ကျောင်းမှာ water taxi တွေကိုဇွန်လလောက်မှာစတင်ပြီးဆွဲတော့မှာပါကနဦးစစ်နေနဲ့လိုင်းမြို့ကျောင်းကိုအသုံးပြုပြီးလိုင်းသားအနေဖို့တောင်းဒီသမော66စီးဝန်းကျင်နဲ့ပြီးဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်ဒါကျမတို့အခု90ကျမတို့ရောင်းထားတာကတော့ဒီမေလကုန်မှာဆွဲမယ်ဆိုပြီးရောင်းထားပါတယ်။ဒါပေမဲ့ကျမတို့စီကံပိုင်းဆိုင်ရာ documentation ပိုင်းဆိုင်ရာကျမတို့လိုအပ်ချက်လေးတွေကျမတို့လုပ်နေပါတယ်။ အဲကျွန်တော်ဆောင်းလို့ရှောက်လာခြင်းနဲ့အပိုင်းတွေအဲကျွန်တော်တို့ဒီဆောင်းရေးအပိုင်းတွေဒီဆောင်းရေးအပိုင်းတွေကကျွန်တော်တို့ချိန်ယူလုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဆောင်းရေးဆောင်းရေးမိုင်းဆိုင်ရာလိုအပ်ချက်ရှိတဲ့အတွက်ကျွန်တော်တို့အခုအခွင့်အရေးအဲ opening လုပ်မယ့်နေ့ကိုကျွန်တော်တို့ဂျွန်လာရုံတောင်းလိုက်ပါတယ်အဲနောက်နှစ်ပတ်လောက်တော့ကျွန်တော်တို့ခြ ရန်ကုန်ဝါဒတက်စီလုပ်ငန်းကိုတင်းနေမြန်မာကုမ္ပဏီကလှုပ်ဆောင်တာဖြစ်ပြီးကုန်ကြမ်းစည်းအနေနဲ့အမေရိကန်ဒေါ်လာ38ဘီလီယံဝန်းကျင်ရှိတယ်လို့သိရပါတယ်။တင်မောတွေကိုဩစတြေးလျနိုင်ငံ၊ထိုင်းနိုင်ငံတို့ကမှားယူထားတယ်လို့ပြည်တွင်းကတင်မောကြီးတွေမှာလည်းတင်မောတီဆောင်ရည်တွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ရေရင်စီးနင်းကတော့ခီးစဉ်အစားဆုံး၅အချက်တတ်မှတ်ထားပြီးခီးတို့ကို၃အချက်တတ်မှတ်ထားပါတယ်။ ရင်းရင်းတွေကိုအကြီးအသေးနှမျိုးနဲ့ပြည့်ဆွဲပေးသွားမှာဖြစ်ပြီးမနက်6နာရီကနေည7နာရီထိပြည့်ဆွဲပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာစိတ်ခန့်တွေကိုဆက်လက်တည်ဆောင်နေပြီးနောက်ပိုင်းမှာမမွေးရိတ်ချောင်းနဲ့တန်လင်ဘက်တွေကိုရင်းရင်ပြည့်ဆွဲမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။